ချစ်စွာသောတိုင်းသားညီကုံတော်မမအားလုံးမင်္ဂလာပါတော်လန်ဒီကင်းကနှုတ်ဆက်ပါတယ်ခင်ဗျကျွန်တော်ပြည်သူလူထုတရားလုံးညွန်မန်းထားတဲ့ငင်းချမ်းသောအနာဂတ်ဒီတိဆောက်နိုင်မှုအခွင့်အလမ်းတွေဟာမနီရတဲ့ဆိုင်တော့ဒီနေ့ဆိုရင်နီးကပ်လာတဲ့နေသားရှိပါတယ်ဒါပေမဲ့လည်းဖြစ်တတ်သောသဘောတဘာဝကံကြမ္မာကပေးရလာတဲ့အခွင့်အရေးတွေကကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အပါဝင်ကဘာကြီးရဲ့အနာဂတ်ဟာလည်းပဲရင်လေးစရာအခြေအနေတစ်ခုကိုတော့ရောက်နေကြပါတော့ တော့ကျွန်တော်အနေနဲ့ဒီကနေ့ကျွန်တော်ချစ်စွာသောတိုင်းသားညီကိုမတော်စိတ်သက်ခွန်အားဖြစ်စေမဲ့အပိစကားလေးတွေနဲ့ဆက်ဆက်ပြီးသုံးသပ်တဲ့ကမ္ဘာမြမနိုင်ငံအခြေအနေလေးနဲ့ပတ်သက်ပြီးတင်ပြကြရလေးတွေရှိပါတယ်။ဒါတော့ပထမဆုံးကျွန်တော်တို့မြန်မာနိုင်ငံကိုအတင်းတမဓာမိုးပြီးတော့တနက်ပြအာနာသိမ့်ထားတဲ့ဖက်စစ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သူ့ရဲ့မိစ္ဆာဝင်ရုံးစွန်းနိုင်ငံချင်းချင်း မတူတော်ချင်းချင်းသတင်းလွှဲလွှဲပေါင်းဖက်ပြီးတော့ရုရှားမော်စကိုမှာဒီမိစ္ဆာအချင်းချင်းလေဘင်းဖက်ကြတဲ့ပြီးတဲ့နောက်အခုဆိုရင်နောက်ထပ်မိစ္ဆာဝင်ရုံးနိုင်ငံတစ်ခုဖြစ်တဲ့ဘယ်လာရုစီဆက်လက်သွားတာသွားရောက်တဲ့သတင်းပါပဲသွားရောက်တော့အခုကြည့်လိုက်ပါကဘာကြီးမှာရင်းကျက်နိုင်ငံတွေနဲ့အများစုကမရင်မကြီးနဲ့နိုင်ငံနိုင်ငံတကာကိုယင်လေးနေစင်အောင်မိစ္ဆာအယူဝါဒရှိတဲ့အုပ်စုတွေကို တတ်မှတ်ပြီးခွဲခြားဆက်ဆံလေးရှိတဲ့အထက်မှာရုရှားဘယ်လာရုစ်မြောက်ကိုရီးယားအခုဆိုရင်တိကွန်မြူနစ်ပေါ့စတဲ့နိုင်ငံတွေဟာကမ္ဘာကြီးမှာ ကောင်းသတင်းနဲ့ကြောကြတဲ့နိုင်ငံတွေမဟုတ်ပါဘူးအဲ့တော့မတူတော်ချင်းချင်းသတင်းလွေ့လွေ့ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းကို မိစ္ဆာဝေယိုဒန်ဖက်စစ်ထောက်ခံသူတွေကဒါအပိနှုတ်ဆက်တာဟာတဘာဝလို့ဆိုပေမဲ့ကမ္ဘာကြီးအတွက်တော့ရင်လေးပွဲရဖြစ်ပါတယ် ဒီကိမနဲ့ပဲတက်လာတဲ့ပြည်သိနိုင်ငံ Paris မြို့ကမြို့သမီးယာပေါင်းများစွာအပေါ်ပိုင်းဗလာနဲ့ချီတက်ပြီးဆန္ဒပြကြတဲ့ Women's Day မှာပေါ့သူတို့ကြွေးကြော်ကင်ဆောင်လာတဲ့ Facebook ကိုသတိထားကြည့်မိပါလိမ့်မယ်။ကဘာကြီးမှာတကြော့ပြန်ခေါင်းထောင်လာတဲ့ဖက်စစ်ဝါဒကိုမြို့သမီးသူကြီးတွေသူတို့ဖြစ်ဖက်စစ်ရဲ့ဒဏ်ကိုဖက်စစ်စနစ်ဆိုးရဲ့ဒဏ်ကိုအပြင်းထန်ခံခဲ့ရဘူးတဲ့ပြင်သစ်သူမျိုးသမီးတွေဟာကဘာတိတိအောင်ကြွေးကြော်ပြီးတော့ဆန္ဒ ထုတ်ပေါ်ကြတာဖြစ်ပါတယ်ဆိုတော့တို့အပေါ်ပိုင်းဗလာကတော့သူ့ရဲ့ဥရောပဂျလိမှုကျွန်တော်တို့အပြစ်မဆိုဘူးလူလူစိတ်ဝင်စားအောင်လဲဆွဲဆောင်တာမျိုးဖြစ်နိုင်တယ်လို့သူတို့ရဲ့ right ဆိုတဲ့ခွင့်ရည်ကိုလည်းပြသတာဖြစ်မှာပေါ့ကျွန်တော်ထည့်သွင်းမပြောတော့ပါဆိုလိုချင်တာကခေါင်းတကြော့ပြန်ထောင်လာတဲ့ passive ဝါဒကြောင့်ကျွန်တော်တို့ကဘာကြီးอ่ะအခုဆိုရင်ပူဝင်မှုတွေဖြစ်လာပါတယ်အခုဆိုရင်ဂျာမနီနိုင်ငံ ီဟစ်တလာလက်ထက်မှာကမ္ဘာမှာအင်အားအကြီးဆုံးသဘောဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံဆိုရင်အခုဥရောပမှာအကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်အောင်ပြန်လည်ဖွဲ့စည်းတိစောက်မယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုလန်နိုင်ငံဆိုရင်လည်းပဲအခုနိုင်ငံသူနိုင်ငံသားယောက်ျားအမျိုးသားအားလုံးစစ်မှုထမ်းရမယ့်အခြေအနေအပြင်အကြီးဆုံးတပ်အင်အားတွေတိစောက်ဖို့နောက်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ဖို့စ조사လာတဲ့အနေအထားတွေတွေ့ရပါလိမ့်မယ်ဒါဟာကမ္ဘာကြီးအတွက်မကောင်းတဲ့လက္ခဏာတွေပါပဲအဲကျွန်တော်တို့ ကဘာသူကဘာသားအတူအသက်ရှင်နေကြတဲ့လူသားတွေအနေနဲ့ကဘာကြီးရဲ့အနာဂတ်ကိုမကောင်းအောင်လူသားတွေရဲ့စိတ်ထဲမှာဝီရော်ဒီဖြစ်ပြီးပူဝင်တော့ကတွေဖြစ်လာအောင်ဆေးဆော်လာတဲ့အကြောင်းအရာအရင်ခံကတော့ဖက်စစ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကဘာကြီးကြည့်ပြီးတော့မြန်မာပြည်တစ်ခုထဲမှာတင်ဖက်စစ်ဝါဒစနစ်ကိုတက်ရောက်စူးကြိုးခံစားနေရတာမဟုတ်ဘူး။အခုဆိုကဘာကြီးမှာပါဖက်စစ်ဝါဒနှစ်ပေါင်း80ကျော်အကြာမှာပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကို ကဘာကြီးကပါစွန့်ရင်လာတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဘယ်လာရုစ်ကိုမင်းအွန်လိုင်းသွားတယ်ဖက်စစ်ဝါဒဆိုရှယ်လစ်အစွန်းရောက်ဝါဒကိုကျင့်သုံးလို့လူချင်းချင်းပေါင်းတင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမြောက်ကိုရီးယားကဲ့သို့တန်ကွန်ချာအထက်ထပ်အုပ်ပြီးတော့ပြည်သူတွေကိုရက်ဆက်စွာဖိနှိပ်အုပ်ချုပ်ပြီးသူတို့ဝင်ရိုးစွန်းမိစ္ဆာအုပ်စုတွေအာဏာတကိုထက်မြက်ဖို့အတွက်ကြိုးစားလာတဲ့ခွင်လန်းတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြည်သူအားလုံးဟာ၄နှစ်ကျော်ကြာလာတဲ့အထိမစုပ်မလွတ် လုံးဝလက်မလျှော့ပဲဖက်စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမအမီကအပြစ်ဒဏ်ကွယ်ပြောင်းနိုင်ဖို့ကျွန်တော်တို့တိုင်းပြည်ပြည်သားတော်တော်လိုင်းရေးဘက်သားအမှန်တရားနဲ့ဓမ္မကိုတက်ဝင်ယုံကြည်ကြသူအလုံးဟာခိုင်မာတဲ့ဇွဲတတိနဲ့တော်လန်တိုက်ပွဲဝင်နေကြပါတယ်ကျွန်တော်တို့ဒီလမ်းမှာတပါအခြားရွေးချယ်စရာမရှိဘူးလို့ရှော်လန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးမို့လို့ရှစ်ဆက်သွားရုံမှာတပါအခြားမရှိပါဘူးဒါကြောင့်ကျွန်တော်တို့အလုံးဆက်လက်ကြိုးပမ်းကြပါလိမ့်မယ် ဲ့တော့မင်းအွန်လိုင်းသူ့ဘက်ကဘလောက်ပဲနောက်ခံမိစာဝင်ရုံးနိုင်ငံတွေကထောက်ပံ့တည်ဖြစ်စေပြည်သူမပါရင်ပြည်သူမပါရင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖျားဖျားစစ်သမိုင်းဖျားဖျားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ပြည်သူကိုရန်သူလိုသဘောထားပြီးအာနာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအားကိုနဲ့မိစာဝင်ရုံးနိုင်ငံတွေအားကိုနဲ့ကျွန်တော်တို့တိုင်းပြည်ကိုဆက်ပြီးတော့မင်းမှုစိုးမိုးခြင်းနဲ့မင်းအွန်လိုင်းရဲ့လွှဲဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြပြုံးချိနဲ့ရှုံနေမှာ ငုတ်ချပါပဲ။အဲကြောင့်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးချင်ပါတယ်။ဘလောက်ပဲစိတ်ပြည့်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကကြမာကမျက်နှာသာပေးလာမဲ့နေ့တနေ့မကြခင်ရောက်မှဖြစ်တယ်ဆိုရယုံကြည်ချက်နဲ့အမှန်တရားအတိုင်းကိုပဲရေးရရင်းရင်ဖြောက်ဖြောက်မတ်မတ်ဆက်လျှောက်ကြဖို့ပြောပါတယ်။အဲတော့မြမနိုင်ငံရေးနဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံကြီးဘက်ကတုံ့ပြန်လာတဲ့အချို့အချက်လက်တွေကိုကျွန်တော်တို့ကြည့်ကြအောင်။အခုဆိုရှင်အိန္ဒိယထိုင်းနိုင်ငံက တက်ဆင်ရှင်နဝါချွာဟာတကယ်တော့သူ့ရဲ့စစ်တပ်ကိုသူမောင်းပိုင်စီးကပိုက်ဆောင်တဲ့ထဲ့ပြီးသူ့ရဲ့နူးညံ့သောအာဏာရှင်ဝါဒကိုဆက်လက်အသက်သွင်းဖို့သူတကုတ်ချက်ခဲစူးစမ်းနေရတဲ့အချိန်ပုတ်တက်မှုများစွာနဲ့လက်ရှိတက်ဆင်ရဲ့သမီးပါဝင်တာဖနူးမောင်းပိုင်စီးရတဲ့ထိုင်းဆိုးရရဲ့ရက်တီချက်ဟာလည်းပဲအချိန်မီွေးရိုင်နဲ့ပြိုလဲသွားနိုင်တဲ့အနေထားပါဒါကြောင့်မို့သူတို့ရဲ့အာဏာခြေထောက်ကိုဆက်လက်ထောက်လန်းနိုင်ဖို့အာဏာရှင်ရှင်ချင်း ပလင်းတူဘူးဆိုမင်းအွန်လိုင်းဖက်စစ်အုပ်စုကိုတစ်ဖက်ကတွယ်ဝိုက်ပန်ပိုးပြီးသူ့ကိုငါကူညီငါ့ကိုတူညီကြီးနဲ့ထိုင်းစိုးရလည်းပဲကျွန်တော်တို့မြမအာနာရှင်စနစ်ကိုပန်ပိုးရတစိတပိုင်းတာဝန်ရှိသူဖြစ်တက်ရောက်နေပြီဖြစ်ပါတယ်ဒီချိန်မှာချင်းလန်းကထွက်ပေါ်လာတဲ့သတင်းကိုကျွန်တော်တို့နားဆွင့်ပြီးတော့ဒါဘာကြောင့်ဖြစ်နိုင်တယ်လဲဘလို့ဒီဖြစ်နိုင်တယ်လဲဆိုတာလဲကျွန်တော်တို့စဉ်းစားကြပါလိမ့်မယ်အခုဆိုရင်ချင်းတောင်ဒေသမှာ ဖက်စစ်ဂျမ်းဘက်တပ်တွေအာလုံးဒီပါဆုတ်ခွာသွားတဲ့အချိန်မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်ကဒီချင်းတောင်ဒေသကိုသူတို့ရဲ့အိန္ဒိယပိုင်းအိန္ဒိယပြည်နယ်တစ်ခုဖြစ်ပေါ်ဝင်ပူပေါ်မှုကမ်းလှမ်းနေဆိုတဲ့သတင်းကျွန်တော်တို့ဖတ်ပါတယ်။ဒါအောင်ကြည်ချင်းအဖြစ်ကျွန်တော်တို့နိုင်ငံရဲ့နေနေမိတ်တွေကိုရတဲ့နီလန်းနဲ့ဖဲ့ယူတိမ်သွင်းဝါမျိုးဖို့ကြိုးစားနေတဲ့အိန္ဒိယနိုင်ငံတွေရဲ့စိတ်တဏ္ဍာန်ကိုကျွန်တော်တို့လှမ်းမြင်ရပြီးကျွန်တော်တို့ပြည်တော်စုကြီးအတွက်စိုးရိမ်စရာတွေဖြစ်ပါလိမ့်မယ်။ကျွန်တော်ပြည်တော်စုဆိုတာတကယ်တော့ အင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယဈာထဲမှာနော်လူမျိုးပေါင်းစုံပေါင်းစုနေတဲ့နိုင်ငံငယ်လေးပါဒီနိုင်ငံငယ်လေးကိုမှကိုယ်နိုင်ငံကဖဲထုတ်ခြင်းဒီနိုင်ငံကသိမ့်သွင်းခြင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ပြည်သားပြည်တော်စုသားများဟာတညီတညွတ်တစည်းတလုံးနဲ့ညီမှန်းချက်တစ်ခုတည်းကို မချိကပ်ကြပဲတူတူလူငါတင်းဖြစ်ခြင်းအဖြစ်ရတဲ့နည်းနဲ့အမားကိုနောက်မှတန်ရွေကယူမယ်လောလောဆယ်ဖြစ်တဲ့သမျှ ရသမျှအခွင့်အရေးကင်ဆုတ်မယ်နေမြေမှန်သမျှကိုအပိုင်လုပ်မယ်လို့ကြိုးစားလို့တော့ကျွန်တော်တို့အောင်မြင်ဖို့လမ်းစဝေးမှာဖြစ်ပါတယ်ဒါကလက်ရှိချင်းတောင်ဒေသကိုချင်းပြည်နယ်ကိုအိန္ဒိယဘက်ကကမ်းလှမ်းတာနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်တောင်ရှိတဲ့မြို့ချစ်ခေါင်းဆောင်တွေကပြည်တော်စုခေါင်းဆောင်တွေကပြက်ပြက်သားသားညှင်းပယ်လိုက်တဲ့အပေါ်မှာကျေးဇူးတင်ဂုဏ်ပြုရင်းနဲ့ကျွန်တော်ဒီရောက်ကိုထည့်သွင်းသုံးသပ်ပြီးအိန္ဒိယချင်းနိုင်ငံတွေရဲ့သဘောထားကိုကျွန်တော်တို့ကောင်းစွာသတိထားဖို့နှိုးဆော်ချင်တာဖြစ်ပါတယ် ဆက်ပြီးတော့အခုရပိုင်းဖြစ်ခဲ့တဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားတွေကပို့တိုက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အနူးညွတ်လေးလေးစားစားအောက်ကျုပ်ပြီးတော့မြစ်တာရက်ခံတောင်းပန်ပါရစေ။နွားကွဲရင်ကြားဆွဲတယ်ဆိုတဲ့သဘောမျိုးရှိပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားတွေမှာဒစိမ့်ထဲတဝမ်းထဲနဲ့ရီမန်းချက်ပန်းတိုင်တစ်ခုတည်းကို ရောက်ရနေရာကပြည့်ပြည့်စုံစုံမမမမဆက်လက်ချိကပ်ရမယ်။ချိန်စုပွဲညီညွတ်မှုအင်အားကို ရသော်သမျှတိုးချဲ့တိဆောက်ပြီးတော့ကဘာကတော့အားကြရတဲ့နွေဦးတော်လိုင်းရေးအင်အားစုတွေပါလားကဘာကထင်ထားသလိုဂစင်ကလေးအားမဟုတ်ဘဲနဲ့အာလုံးစီစီလုံးလုံးနဲ့ပြည်တော်စုကြီးကိုကာကွယ်နိုင်တဲ့နိုင်စွမ်းရှိတဲ့ပြည်တော်စုကာကွယ်ရေးတပ်တော်တွေအထိဖြစ်အောင်ရီမန်တိဆောက်ထားတဲ့လက်နက်ကင်တော်လိုင်းရေးအင်အားစုတွေဖြစ်ပါလားဖက်စစ်မင်းအောင်လိုင်းဖက်စစ်ဝင်ယူတန်းဒီနဲ့ချိတ်ဆက်ပြီးတော့ကဘာကြီးကိုသို့မဟုတ်ဒေတာရင်းအာဆီယံရီဂျင်ကိုချိတ်ချောက်နိုင်လောက်တဲ့အထိ စိုးသွမ်းတဲ့အခုလိမ့်မဲ့လုပ်ရည်လှုပ်ဆောင်နေသူမင်းအွန်လိုင်းရဲ့လက်နက်ကင်တက်ဖွဲ့ကြီးကိုကောင်းစွာဖယ်ရှားပြီးတော့သူ့ရဲ့နေရာမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ကာကွယ်နိုင်စွမ်းရှိတဲ့တပ်မတော်ကြီးတရဖြစ်လာအောင်စီးနဲ့ကန်းနဲ့ချီးကပ်နေတဲ့တော်လိုင်းကြီးတက်ဖွဲ့ဝင်တွေဖြစ်လာပါလားလို့ကျွန်တော်တို့ကပြသကြရမယ့်အချိန်မှာကိုတက်ဖွဲ့ဝင်ချင်းချင်းဟိုလူဒီလူမောင်းတို့ဒီစကန်းကိုဟိုလူဝေသိမ်းစသဖြင့်ကိုရဲ့မပြေဝမှုကိုနိုင်ငံတကာသိအောင်ထုတ်ဖော်နေမှုမျိုးမဖြစ်ဖို့ view ဆိုင်ကြဖို့လိုပါတယ်။ဒါကျွန်တော်လေးလေးစားစားအလုံးသိအောင်ပြင်ပြတာပါခင်ဗျာ။ဘယ်သူကမှ နာစီတာစီမရည်ရွယ်ပါဘူး။လက်ရှိအခင်းချင်းဟာအင်မတန်မှရှုပ်ထွေးပါတယ်။အင်မတန်မှထိလေရှာလေအခြေအနေဖြစ်ပါတယ်။ပြည်သူတရားလုံးဟာလည်းပဲချိန်မီအောင်တည်းများပူပင်ပြီးတော့စိတ်ဒုံဒုံချပြီးမထူးတော့ပါဘူးကွာလို့ဆုံးဖြတ်ရတော့မဲ့အခြေအနေမျိုးရောက်နေပြီဖြစ်ပါတယ်။ဒီချိန်မှာပြည်သူတွေရဲ့ တော်လန်ရေးကိုပြက်ပြက်သားသားပြည်သူဆိုတာမျိုးပြမှာအခုချိန်ထိအခြေအနေတစ်ခုခုကိုကြည့်ပြီးတော့ပေါင်းတဲ့မပေါင်းတဲ့လှုပ်တဲ့မတုံတဲ့ခြေတုံချတုံဖြစ်နေတဲ့ပြည်သူအားလုံးကိုဆိုလိုတာဖြစ်တယ်။သူတို့တွေအားလုံးအခုချိန်မှာပြက်ပြက်သားသားတစုံတရာဆုံးဖြတ်ပြီးငါတို့လှုပ်ကိုလှုပ်မှရမယ်လို့ပိုင်းဖြတ်ရကနေအချိန်မှာကျွန်တော်တို့ကတော်လန်ရေးရေရင်ကိုအားရော့သွားစေတဲ့အပြုမူမျိုးလှုပ်ဆောင်ချက်မျိုးကိုတက်ဖို့ဝင်ကိုမထိန်ချုပ်မလွှမ်းမိုးစီကံမတတ်မနိုင်တဲ့အနေအထားမျိုးမဖြစ်ဖို့အားလုံးကြိုးစားကြဖို့ကျွန်တော်အနေနဲ့လေးလေးစားစားမြစ်တာရက်ခံခြင်းပါတယ် အဲ့တော့ညီကိုမွန်တော်မတိုင်းသားတော်လိုင်းကြီးအင်္ဂါစုတီတီခင်ဗျာကျွန်တော်တို့အားလုံးကျွန်တော်ပြီးခဲ့တဲ့ရက်အတွင်းက can you တက်မှာနှစ်အတွင်းကကျွန်တော်တို့ရဲ့စစ်တီတော်တွေကိုသူရဲကောင်းတွေကိုကျွန်တော်လေးလေးစားစားအကြံပေးခဲ့တယ်လို့မျိုးကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ဆန်းပြောခဲ့တဲ့မိကုံးကိုပြန်တရိရကြစေချင်ပါတယ်ကျွန်တော်တို့တိုင်းပြည်ပြည်သားနိုင်ငံသားအားလုံးစီလုံးညီညွတ်စွာနဲ့တစိတ်တဝန်းနဲ့ရှိမှကျွန်တော်တို့ပြည်တော်စုကြီးဟာအချုပ်ချာအာဏာရော ျွန်တော်တို့ရဲ့ပိုင်တဲ့နယ်မြေမြေပုံမှာပဲ့မထွက်ပဲနဲ့ဆက်လက်ပြီးလှလှပပတည်တံ့ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးညီညွတ်အောင်ကြိုးစားကြစီကြပါတယ်။ကျွန်တော်အနေနဲ့ပြည်သူတိုင်းသားများနဲ့ဒန်းတူအေးတူပူများအတူတူကနေထိုင်ရင်းကျွန်တော်တို့ပြည်တော်စုကြီးငြိမ်းချမ်းသာရသောနေ့တစ်နေ့ရဲ့မနှခင်ရောက်အောင်ဆက်လက်ပြီးခီးပြင်းနှင်သွားပါမယ်လို့ကတိပြုပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကဲတော့ Alors...